ဟယ်လိုဒီဒီနေ့တော့ကလောမာတော့ကစားခဲ့တယ်ဒီသားစာလေးပေါ့နော်ဓနုစာအိမ်ချက်လက်ရလေးရတယ်ရှမ်းမလေးဆိုရယ်ဆိုင်လေးကိုပြပေးချင်ပါတယ်ဆိုင်လေးကခီးသွားတွေကြားထဲမှာရောလူကယ်တွေကြားထဲမှာရောနာမည်ရတဲ့ပုံပဲပေါ့နော်တော်တော်များများကဒီသားစာဆိုရင်ဒီဆိုင်လေးကိုညွှန်ကြတယ်အဲ့ဒီထဲကမှဒီဝက်မြင့်ချင်ဟင်းလေးကသူ့ဆိုင်ရဲ့နာမည်ကြီးပါ မန်နျူတော့အများကြီးမရှိဘူးဒါပေမဲ့ဒနုစာအင်ချက်လေးတွေရတယ်ဒါမျိုးအရွက်တုပ်လေးတွေလက်လက်ဆက်ဆက်ရတယ်ပြီးတော့သူစီမှာတော်တော်လေးထူကြတာဒီ free ချပေးတယ်ပဲပုတ်လေးနဲ့ဒီဂျူးမြတ်တုပ်လေးကအရန်ကိုစားလို့ကောင်းတာပါ သူဆိုင်ရဲ့နာမည်ကြီးဝတ်မြင့်ချင်ဟင်းလေးရာဂျေရိုသတင်းစကားအရာတော့ဗောနော်ဟိုနူးနေအောင်ရက်နဲ့ချီပြီးတော့တဲထားတယ်လို့ပြောပါတယ်အရာသားလေးကတော်တော်လေးစားလို့ကောင်းတယ်ပိုးရှင်လည်းတော်တော်လေးများတယ်အဲ့ဝတ်မြင့်ချင်ဟင်းတပွဲရာတောင်းတထောင်ပါသူစီမအရွက်လေးတွေကအကျော်တော့မရဘူးပေါ့နော်ဒီလိုမျိုးအတုတ်ကလေးတွေရတယ်လက်လက်ဆက်ဆက်နဲ့အချင်းအစိမ့်လေးတုတ်ပေးထားတာတော်တော်လေးကိုစားလို့ကောင်းပါတယ် ပြီးတော့သူစီက free ချပေးတယ်အဲ့ဒီပဲပုတ်ရဲ့အရသာလေးကတော်တော်ထူးခြားတယ်တကယ်အယံဝင်ကြိုက်ပါတယ်စားဘူးနေကြပဲပုတ်တွေလိုမျိုးအစီရမမာကြီးမဟုတ်ပဲနဲ့ပေါ့နော်နူးနူးညံ့ညံ့လေးနဲ့ပဲအရသာလေးလည်းကြံသေးတဲ့အပြင်ကိုသူ့ရဲ့ပဲပုတ်ကိုအဲ့လိုကြော်ထားတာလားတုတ်ထားတာလားမသိဘူးအဲ့ဒီအရသာလေးကတော်တော်လေးကိုစားလို့ကောင်းတာပါ ပဲပုတ်ကအရန်စားကောင်းနေတော့ဒီဂျူးမြစ်တုတ်ကိုလည်းမြည်ကြည့်မှဖြစ်မယ်ဆိုပြီးတော့မြည်ကြည့်လိုက်တယ်ပေါ့နော်အမှန်တော့ဂျီကဂျူးမြစ်တိတ်ပြီးတော့မစားပါဘူးဂျူးမြစ်တုတ်ကလေချင်းချင်းဆက်ဆက်လေးနဲ့အရန်ဟိုမှာစားကောင်းတော့ပဲအဲ့ဒီရတာရမယ်လို့တော့မမှန်းထားဘူးပေါ့နော်တော်တော်လေးကိုစားလို့ကောင်းပါတယ်ဂျူးမြစ်မှန်တော့မသိတာတော့ပါဘူးဒါကတော့သူစီမှာရတဲ့ menu နဲ့သူ့ရဲ့လိပ်စာပါဂျီရိုနောက်တရက်တောင်မှဒီကြက်တောက်ဆန်ရေပြီးတော့အရွက်တုတ်ကဒီပဲရွက်တုတ်လေးရထပ်သွားစားပြစ်ပါတယ် ကျက်တော့စမ်းနေပဲရွက်တော့လေတော်တော်လေးစားကောင်းနေရေမုံချင်းတုတ်ကိုရောကြည်ရပို့ပြီးတော့ကြိုက်တယ်ဗောနော်အရွက်ရဲ့အနေထားလေးကိုပို့ပြီးတော့ကြိုက်တာပါပြီးတော့ကျက်တော့စမ်းကလည်းစားလို့ကောင်းမယ်မယ်ဟင်းသိမ့်မဖြစ်ဘူးဗောနော်ခြေရောပထမရက်ကဝက်မြင့်ချင်ကိုပို့ပြီးတော့ prefer ဖြစ်ပါတယ်ဝက်သားလေးကလည်းလုံးဝနူးဣနေပြီးတော့တကယ်ကိုအချိန်အကြာကြီးတည်ထားတဲ့ပုံစံမျိုးဗောနော်အရည်ထဲမှာပါဝက်သားရဲ့အနှစ်လေးတွေဝင်နေပြီးတော့တော်တော်ကြီးကိုထမင်းစားလို့မိန်တာပါ ဒီရေမုံညင်းတုတ်လေးဆိုလဲပိုးရှင်းကအယမ်းများတယ်အဲ့ဒီဟင်းနှစ်ပွဲရဲ့ကြက်ဥကြော်လေးထည့်လိုက်တာနဲ့ဦးကြီးတို့လေးယောက်စားလို့လောက်ပါတယ်ကျူးမြင့်တုတ်လေးရာဆန်းဆန်းလေးမို့လို့ကြည်အနီးကပ်လေးတေးချရိုက်ပြထားတယ်ပေါ့နော်ကျူးမြင့်လေးတွေကိုနှုတ်နှုတ်လေးဆင်းပြီးရောခြင်ဆက်လေးတုတ်ထားတာပါလုံးဝကျူးမြင့်ရဲ့အနံ့အောင်မှမရှိရောဘူးပေါ့နော်တော်တော်လေးကိုစားကောင်းတာပါကြာလေးဆိုလဲလေပဲရဲ့စိတ်နဲ့အရသာလေးလည်းမပြောက်သွားပဲနဲ့တက်စချာလေးကလည်းနူးနူးအီအီလေးတော်တော်လေးကိုစားလို့ကောင်းပါတယ် ရေမုံညင်းတုတ်ကတော့9000ချက်ဥမွေကျော်ကတော့3000ပါကလောကဒေတာစာရတဲ့ဆိုင်လေးကိုသိကျင်တယ်ဆိုလို့ဒီဆိုင်လေးကိုပြပေးလိုက်ပါတယ်နောက်မှထပ်တွေ့မယ်နော်တတ